တနေ့နေ့တားသမီးတွေအတွက်တပတ်စာတဲတော့ကကြမှာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်တနေ့နေ့တားသမီးတွေဒီချိန်ဒီကာလမှာတော့ဆရာသမားလိုပုဂ္ဂိုလ်တပည့်အောက်လည်းငယ်သားလိုပုဂ္ဂိုလ်နဲ့တိုင်းတိုင်းဝန်းဝန်းလောက်ရတဲ့လုပ်ငန်းမျိုးတွေအကောင့်ထဲပေါ်ရတဲ့အချိန်ဖြစ်ပါတယ်ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ထွက်နေဆုံးရှုံးနေတဲ့ငွေတွေပစ္စည်းတွေရွှေတွေပြန်ရလာတဲ့အချိန်ဖြစ်ပါတယ်ဗျာ မိမိမိတ်ဆွေပေါင်းတဲ့ကရှာရှာလာဝပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်။၎င်းတို့နဲ့ပူတွဲပေါင်းဆက်တဲ့အလုပ်တွေအောင်မြင်ပါလိမ့်မယ်။ဖြစ်ထွန်းပါလိမ့်မယ်။တတိထားမဲ့နေ့နဲ့နေရတာထတတနာနမယ်ပါတဲ့သူတွေတတိထားရှောင်ကျင်ရမယ်။၎င်းနေ့နဲ့နေရကုပုံမှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ်။ သာသမီနဲ့ပတ်သက်တဲ့ကိစ္စလွှတ်ထားလို့မရပါဘူး။အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စမျက်စိတောက်ထောက်ကြည့်နေဖို့လိုအပ်ပါတယ်။ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေလေးရက်ကျော်မှဝယ်ပါဗျ။ရန်နယ်နောက်ဆက်နဲ့ပတ်သက်ပြီးတော့ရန်ရှိလာလို့မင်းရှိပါတယ်။ကို့ရန်နေဝိုင်းနေတတ်တဲ့ကာလဖြစ်ပါတယ်။အခြေအနေပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့တော်ရတဲ့တယောက်တည်း only one single သဘောမျိုးလေးနေရတတ်တဲ့ပုံစံမျိုးတွေကြုံရတတ်တဲ့အချိန်ဖြစ်ပါကျမအိနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအတော့ခါနာခြင်းခါကတ်ခြင်းတွေဖြစ်တတ်တယ်။ကြောက်ကတ်နဲ့ပတ်သက်ဆက်နွယ်တဲ့ယောဂစီလံကြောင်းနဲ့ပတ်သက်ဆက်နွယ်တဲ့ယောဂတွေဖြစ်တတ်ပါ။ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပိတမျိုးကိုညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့ ဝိဇာဆိုင်နာတမန်တော်အောင်ပြီဆိုတော့တနေ့ကိုပတိသုံးပတ်စိတ်ကမှာပဲဖြစ်ဗန္တရာကောင်းဘက်ကိုဥတီပြောင်းလဲနေတာ60ရာခိုင်နှုန်းရှိပါလဲလာပါနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့600လို့6000လို့6000လို့6သိန်းလို့3600လို့3600လို့3600လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါ တပတ်စာလက်ကြီးကလာညွန်ကြပြဆိုရမယ်ဆိုရင်တော့အပြာနုရောင်လေးတွေပါတော့ဝစ်စားတွေကိုဝစ်ဆင်ခြင်းအဖြစ်ကိုဘက်ကနေကန်တာစီးရမယ်ကန်ခွင်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တဖက်လူကိုဘက်ပါလာမှာပဲဖြစ်ရဲရဲရဲတခုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ကိုယုံကြည်တဲ့မဲတော်တပါးပါးကိုကော်ဖီနှစ်ခွက်၊ကိမုတ်နှစ်ချက်၊အမွှေးတိုင်နှစ်တိုင်ကလူပူဇော်လှူဒန်းပါ ါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်။ကံစားတာညှန့်ခိုက်တည်ပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျ။ကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျ။တလင်းလာတာသမီးတွေအတွက်တပတ်စာတဲတော့ကံကြမ္မာကိုဖန်ကြားပြဆိုပေးမှာ ဖြစ်ပါတယ်။တလင်းလာတာသမီးတွေကဒီချိန်ဒီကာလမှာတော့ကိုယ့်ရဲ့အိမ်မှာအလူမင်္ဂလာဆောင်နေပေါ်တတ်တဲ့ချိန်ဖြစ်ပါတယ လုံတော့ကတော့တင်းတင်းပဲနောက်တော့အကြီးကြီးဖြစ်သွားပါတယ်။ဟောစာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ရွှေဟောင်းတွေထွက်ပြီးတော့ရွှေအစ်စ်တွေဝင်လာတတ်တဲ့အချိန်ဖြစ်ပါတယ်။မိတ်ဆွေပေါင်းနေတဲ့ကကခကကန်ကနာမည်ပါတဲ့သူတွေကိုကောင်းချူပေးတယ်။၎င်းတို့နဲ့ပူတွေပေါင်းဆက်တဲ့လုပ်တွေစင်ပြပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်။ တတိထအမဲ့နေ့နဲ့နေရပါဖပပမနာမည်ပါတဲ့သူတွေတတိထရှောင်ကြရမှာဖြစ်ပါတယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးဖြစ်တယ်ဟောလငါသားနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်တင်ရှာကားဝယ်ဖို့ရည်ရထားတဲ့သူတွေ18ရက်အတွင်းဝယ်ပါဗျဂျန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရှမ်းမလို့ပါဘူး ို့တော်လည်းပဲကိုယ်ရန်လူတဲ့သူစောင့်ကြည့်တဲ့သူရှိပါတယ်ဗျခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့သုံးပွင့်ဆိုင်ဖြည့်ရှင်းစရာကိစ္စတွေပေါ်လာတတ်တဲ့အချိန်ဖြစ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့အာယုံကြောအားနေတာတွေတွေ့ရပါတယ်ဗျဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိတ်တံပလီတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့ အရဟံအောင်ပြီဆိုပြီးတော့တနေ့ကိုဒီဆယ်ဘက်စိတ်ကမှာပဲဖြစ်ကံတရားအကောင်းဘက်ကိုဥတီပြောင်းလဲနေတာ80ရာခိုင်နှုန်းရှိပါလက်လာဘာနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့80တို့900လို့9000တို့9000တောင်းလို့ခဏသိန်းတို့သိန်း900တို့သိန်း900တို့သိန်း900တို့ဝင်လာတက်တဲ့အချိန်ဖြစ်ပ တမက်ဆာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်ပါတော့ဝစ်စားတွေကိုဝစ်စင်ခြင်းအားဖြင့်ကိုဘက်ကနေကန်တာစီရမယ်ကန်ခွင်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တဖက်လူကိုဘက်ပါလာမှာပဲဖြစ်ပါအဲ့တော့ရတဲ့အတခုကိုညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့ကိုယ်ခေါက်ဆွဲတပကံတပွဲအမွှေးတိုင်းနှစ်တိုင်းဖြောင်းတိုင်းနှစ်တိုင်း မြတ်စွာဘုရားကိုကတ်လူပူဇော်လှူဒန်းပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားရာညံ့ခိုက်တီပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစီမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျာလူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြီးနေဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါဦးဗျာ မေတ္တာဖို့ဆူတောင်းပေးခြင်းလိုပါအင်္ဂါသားသမီးတွေအတွက်တပတ်စာတဲတော့ကံကြမှာကိုဖတ်ကြားပြဆိုပေးမှာ ဖြစ်ပါတယ်အင်္ဂါသားသမီးရာဒီချိန်ဒီကာလမှာတော့ဖြတ်ခနဲပြောင်းပြီးတော့ကွက်ခနဲကောင်းစီမဲ့အချိန်လေးကောင်းခွင့်ကာကောင်းကိုရှောက်လို့နေပါလေဗျမိမိကိုမဲတော်တပားကလည်းကောင်းစွာစောင့်ရှောက်နေတာကိုတွေ့ရပါတယ် ဟောစာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့မပြည့်စုံတာတွေပြည့်စုံလာတတ်တဲ့အချိန်ဖြစ်ပါတယ်။သို့တော်လည်းပဲကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေတေချာသိသိထားဖို့လိုအပ်ပါတယ်။မိတ်ဆွေပေါင်းတဲ့ကရရလာဝပါတဲ့သူတွေကိုယ်ကောင်းကျိုးပေးတယ်။၎င်းတို့နဲ့ပူးတွေပေါင်းဆက်တဲ့လုပ်တွေစင်ပြပါလိမ့်မယ်။အောင်မြင်ပါလိမ့်မယ်။တတိယအမှတ်နေ့နဲ့နေရာတော့ အိဥအေအောအောင်လို့အေလို့ဤလို့ပါတဲ့သူတွေတတိထားရှောင်ကြရမှာဖြစ်ပါတယ်။သာသမီနဲ့ပတ်သက်တဲ့ကိစ္စအရွယ်ရောက်ပြီးသားကလေးဆိုရင်တော့အိမ်ကနေထွက်သွားတတ်ပါတယ်။အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စအဟောင်းနေထွက်မယ်အစ်စ်တွေရှောက်လာတတ်ပါတယ်ဗျ။ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေကိုယ့်ရဲ့အတွင်းဝယ်ပါဗျ။ ရန်နဲ့နောက်ချက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရန်လူတော်လည်းပဲအမျိုးသမီးတဦးကကိုကိုရန်လူပြီးတော့စောင့်ကြည့်နေတာမျိုးတွေရှိပါခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စနားလည်မှုတွေလွဲတတ်တယ်တယောက်နဲ့တယောက်ကနောက်ကစားလေးဖြစ်တတ်တယ်အမြင်မကြည်လင်တာမျိုးလေးတွေဖြစ်တတ်ပါဗျာကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စ အရေးပြားရားရံတဲ့ယောဂလေးတွေဖြစ်တတ်ပါတယ်ခံစားရတတ်ပါဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပိတမျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ရဟန်းသိတိအောင်ပြီဆိုတော့ဒီနေ့ကိုပြီး7ဘက်စိတ်ကမှာပဲဖြစ်ပါကံတရားအကောင်းဘက်ကိုဥတီရွှေလျားနေတာ85ရာခိုင်နှုန်းရှိပါလာလာပါနဲ့ပတ်သက်တဲ့ကိစ္စတွေရတော့၄ကဏ္ဍကိုအကြောင်းပြုပြီးဝင်ပါလိမ့်မယ် 400လို့400လို့400လို့300သိန်းလို့340လို့30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 0လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်တို့အပြာရောင်တို့တွဲဆက်ထားတဲ့ကာလာတွေဝစ်စင်ခြင်းအဖြစ်ကိုဘက်ကနေကန်တာစီးရမယ်ကန်ခွန်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တဖက်လူကိုဘက်ပါတယ်တော့ရတဲ့အရာတစ်ခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ အုံညဆက်တက်ညအမွေးတိုင်းဆက်တက်တိုင်းမြဲစွာဘုရားကိုကတ်လူပူဇော်လှူဒန်းပါဒါဆိုရင်တော့လူချင်းမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်တည်ပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျ လူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မြို့ဘယ်တိုင်းဘယ်ရက်ကွယ်ဘယ်ပြည်နယ်ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရှင်းပြခဲ့ပါအောင်ပြမေတ္တာပို့ဆုတောင်းပေးခြင်းလို့ပါဗုဒ္ဓဘုရားတမိတွေအတွက်တပတ်စာတဲတော့ကကြပါဘူးဖတ်ကြားပြဆိုပေးမှာဖြစ်ပါလေဗျဗုဒ္ဓဘုရားတမိတွေကယခုချိန်ယခုကာလမှာတော့ မိမိရဲ့လုံပိုင်ခွင့်တွေကိုတစုံတယောက်ကနေပြီးတော့တားစီတာနှောက်ရက်တာဟန့်တာတာလုံခွင့်မပေးတာဒီကြုံရတတ်တဲ့အချိန်ဖြစ်ပါတယ်ဗျ။ဩဇာပစီနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့အိမ်သစ်ဝင်ခြင်းစာအုပ်သစ်ဝင်ခြင်း decoration ပိုင်းတွေပြုပြင်ပြင်ဆင်မွမ်းမံရခြင်းတွေကြုံရတဲ့အချိန်ဖြစ်ပါလေဗျ။မိတ်ဆွေပေါင်းတဲ့က တာထတတနာနာမည်ပါတဲ့သူတွေကိုယ်ကောင်းကျိုးပေးတယ်။၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့လူတွေစင်ပြပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်။သတိထားမဲ့နေ့နဲ့နေ့မှားလိုက်မယ်။ကခကကန်ကနာမည်ပါတဲ့သူတွေသတိထားရှောင်ကြဉ်မှာဖြစ်ပါတယ်။သာသမီနဲ့ပတ်သက်တဲ့ကိစ္စခြေောက်လေးတွေထိခိုက်တယ်ရှာတယ်။အောက်ရငသားနဲ့ပတ်သက်တဲ့ကိစ္စဒူးကောင်းလေးမှာတန်ရအနာတရလေးဖြစ်တယ်။ ကားဝယ်ဖို့ရည်ရထားတဲ့သူတွေကတော့၄ဘက်ကျော်မှဝယ်ပါဗျ။ရှမ်းနယ်နောက်ချက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရှမ်းမလို့ဘူး။တိုးတိုးလည်းပဲကိုကိုရှမ်းစကျူးကျော်ခိုက်ခိုက်မဲ့သူရှိပါလေ။ခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စအဟောင်းလေးကိုထားခဲ့ပြီးတော့အစ်စ်တွေနဲ့ရှစ်ဆက်ကတက်တဲ့ခိန်ကနဲမျိုးကိုရှောက်လို့နေပါလေ။ ကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စဥကောင်းပိုင်းနဲ့ပတ်သက်တဲ့ရောဂါခြေအောက်ပိုင်းနဲ့ပတ်သက်တဲ့ရောဂါအကျောစိမျက်နဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်တယ်ပါလေခံစားရတဲ့ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပိတမျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အနုတ္တရောပုရိဒဓမ္မတာတတိအောင်ပြီဆိုတနေ့ဥပဒေ6ပတ်စိတ်ကမှာဖြစ်ပါ ကံတရားအကောင်းမဲ့ကိုရွေးလျားနေတာ80ရာခိုင်နှုန်းရှိပါလက်လာပါနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့၅ခန်းကိုကြောင်းပြုပြီးတော့ဝင်ပါလိမ့်မယ်ဗျ900လို့9000လို့9000လို့9သိန်းလို့3သိန်း90လို့3သိန်း900လို့3သိန်း9000တို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတယ်တပတ်စာလက်ကီးကာလကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အစိမ်းရင်အောင်ပါတော့ ဝတ်စားတွေကိုဝတ်ဆင်ခြင်းအပြင်ကိုဘက်ကနေကန်တာစီရမယ်ကန်ခွန်းလန်းကောင်းရကိုပြောတဲ့စကားတွေအောင်မယ်တဖက်လူကိုဘက်ပါလာမှာပဲဖြစ်ပါတဲရရတဲ့အခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ကျွေးပကံများတက်ချက်သေးကိုထညာခဲခုနှစ်ခဲထဲအမွေးတိုင်းခုနှစ်တိုင်းစိုက်ပြီးတော့မြေအစွာဖျားကိုကတ်လူပူဇော်လှူဒန်းပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်။ ကံစားတာညံ့ခိုက်တည်ပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရှောက်ရှိစေပါပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျလူချင်းမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြီနဲ့ဘယ်နိုင်ငံကတည်းကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါအောင်ဗျမြေတာဖို့ဆူတောင်းပေးခြင်းလို့ပါ ဇာတာပရိသတ်သမီးတွေတပတ်စာတဲတော့ကံကြမှာကိုဖန်ကြားပြဆိုပြီးမှဖြစ်ပါတယ်။ဇာတာပရိသတ်သမီးရဲ့ယခုချိန်ယခုကာလမှာတော့မိမိကိုမဲတော်တပားနေပြီးတော့ကောင်းစွာဆောင်ရှောက်နေတာကိုတွေ့ရပါတယ်။ကိုယုံကြည်တဲ့မဲတော်ကိုတိုက်တယ်ပြီးတော့လွတ်လွတ်ပါဩဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့မိမိပိုင်ဆိုင်တဲ့ပစ္စည်းတွေတေချာသိသိထားဖို့လိုအပ်ပါတယ်။ တခုခုပဲညင်ကြပြောက်ခြင်းကပိုင်းနိုင်ခံခြင်းမေ့ကြင်ခဲ့ရခြင်းဖြစ်တတ်ပါလေဗျမိတ်ဆွေပေါင်းနေတဲ့ကစဆစစညနာမည်ပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူတွဲပေါင်းဆက်တဲ့လူတွေစင်ပြပါလိမ့်မယ်အောင်မြင်ပါလိမ့်စတိထားမဲ့နေ့နဲ့နေ့မှားလိုက်ပါမယ်ရရလဝပါတဲ့သူတွေတတိထားရှောင်ကြဖြစ်ပါလေဗျာ ။ဘာကိနဲ့ပတ်သက်တဲ့ကိစ္စစာဆက်တွေလူအဆက်တွေရှာလာတဲ့အချိန်ဖြစ်ပါ။အောက်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စထွက်သွားတဲ့အောက်လငယ်သားတွေပြန်ရောက်လာတဲ့အချိန်ဖြစ်ပါ။ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေရှက်ပေါင်း20အတွင်းဝယ်ပါဗျ။ရန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတော့ကြီးကြီးမားမားမတွေ့ရပါဘူး ခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ချစ်သူရှိသားတွေဆိုရင်တော့အချစ်နဲ့ကျွမ်းတက်တဲ့ကိန်းကနဲမျိုးရောက်လို့နေပါတယ်အိမ်တော်ရှင်တွေကတော့ကိုဝင်ဆောင်ရတတ်တဲ့ကိန်းကနဲမျိုးရောက်လို့နေပါတယ်ဗျညမအင်းနဲ့ပတ်သက်တဲ့ကိစ္စလက်တစ်ဖက်ထုံနာကျင်နာကြိုက်တာခဲတာတွေဖြစ်တတ်ပါတယ် အကျော်အားနေတာကိုတွေ့ရပါတယ်ဗျဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပတိတမျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဟရဟံအောင်ပြီဆိုပြီးတော့တနေ့ကိုပတိဆက်တစ်ဖက်စိတ်ကမှာပဲဖြစ်တန်တရားအကောင်းမဲ့ကိုရွေ့လျားနေတာဟန်တွက်ပါစင်ရှိပါလက်လာပါနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့900လို့900000လို့900000လို့900သိန်းလို့ 390လို့390လို့3000လို့ဝင်လာတက်တဲ့အချိန်ဖြစ်တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်တို့အနီရောင်တို့တွဲဆက်ထားတဲ့ကာလာတွေဝစ်စင်ခြင်းအားဖြင့်ကိုဘက်ကနေကန်တာစီရမယ်ကန်ခွင့်လန်ကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တဖက်လူကိုဘက်ပါလာမှာပဲဖြစ်ပါတယ်ရရတခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ကောင်းငင်းပေါင်းတပကံ အုံသီးမောက်မောက်လေးဖြူအမွှေးတိုင်းတတိုင်းဖျောင်းတိုင်းတတိုင်းစိုက်ပြီးတော့မြေရစွာဖျားကိုကတ်လူပူဇော် လူတန်းပါဒါဆိုရင်တော့လူချင်းမျိုးမှာဂျုံတွေ့ရမယ်ကံစားတာညံခိုက်တီပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျလူချင်းမျိုးအနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြီးနဲ့ ဘယ်နိုင်ငံကြီးကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပြခဲ့ပါဦးဖြတ်မြစ်တာဘူးဆူတောင်းပေးခြင်းလို့ပါတောက်ကြတာသမီးတွေအတွက်တပတ်စာတဲတော့ကန်ကြမှာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတောက်ကြတာသမီးတွေယခုချိန်ယခုကာလမှာတော့မိမိအိမ်တို့ဆရာတော်သမားတော်တွေပုံတော်တွေတကူကြည့်ပြတော်တွေပုံတော်တွေအိမ်ကိုလက်ဆောင်ရတာမျိုးကြုံရတဲ့အချိန်ဖြစ်ပါ ဘောဇာပစည်းနဲ့ပတ်သက်တဲ့ကိစ္စဒီမှာတော့ရွှေဝင်ခြင်းရွှေထွက်ခြင်းဆိုတာဖြစ်တယ်။မိတ်ဆွေပေါင်းတဲ့ကအာဣဥေဩအောင်လို့အေးလို့ဤလို့ပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်။၎င်းတို့နဲ့ပူတွဲပေါင်းဆက်တဲ့လူတွေစင်ပြေပါလိမ့်မယ်။အောင်မြင်ပါလိမ့်မယ်။တတိယမန္တန်တွေကအာဣဥေဩအောင်လို့အေးလို့ဤလို့ပါတဲ့သူတွေတတိယရှောင်ကြရမယ်။ ၎င်းနေနဲ့နေရာကိုယ်ပေါ်မှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ်တတိထားမဲ့နေနဲ့နေရာတော့ကခကကငါနာမည်ပါတဲ့သူတွေတတိထားရှောင်ကြရမှာဖြစ်ပါသာသမီနဲ့ပတ်သက်တဲ့ကိစ္စအရွယ်ရောက်ပြီးသားကလေးတွေဆိုရင်တော့နိုင်ငံရဲ့ချားကိုတော့လာမျိုးကြီးဂျုံဝတ်တယ်ပါဟောင်းလည်းငါသားနဲ့ပတ်သက်တဲ့ကိစ္စအဟောင်းတွေထွက်မှာ ဟာဝဲဖို့ရည်ရသားတဲ့သူတွေ၂၂ရက်အတွင်းဝယ်ပါဗျ။ကာကောင်ကာတက်ကာတစ်ကိုပိုင်ဆိုင်ရမယ့်အချိန်ဖြစ်ပါဗျ။ရန်နယ်နောက်ဆက်နဲ့ပတ်သက်ပြီးတော့ရန်ရှိလာလို့မင်းရှိတယ်။ရခင်ကဖြစ်ခဲ့ဘူးတော့ပြဿနာအဟောင်းရန်ဟောင်းနေရာနေတဖန်ပြန်ပြီးတော့ကိုယ်တိုက်ခိုက်တာမျိုးကြီးကြုံရတဲ့အချိန်ဖြစ်ပါ ခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်အောင်ကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့တာကောင်းသမီးကောင်းယရနာတွေရှတ်တဲ့အချိန်ဖြစ်ပါဓမ္မအိမ်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေဟာတော့အာယုံကြောနဲ့ပတ်သက်တဲ့ယောဂါကြီးပေါင်းနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်ပါတယ်ခံစားတတ် ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပတိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့တတ္တဒေဝမနုဿတန်နဲ့အောင်မီဆိုတဲ့တနည်းကိုပတိခုနှစ်ပတ်စိတ်ကမှာဖြစ်တယ်။ဘုရားကံတရားကောင်းဘက်ကိုဥတီပြောင်းလဲနေတာ80%ရှိပါ လာလာဘာနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့800လို့8000လို့8000လို့8000လို့3800လို့3800လို့3800လို့ဝင်လာတတ်တဲ့အချိန်ဖြစ်တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဝါရောင်တို့အပြာရောင်တို့တွဲဆက်ထားတယ်ကာလာတွေဝိစင်ခြင်းအဖြစ်ကိုဘက်ကနေကံတာစီရမယ်ကံခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တဖက်လူကိုဘက်ပါလာမှာပဲဖြစ်ပါ တဲတော့ရတဲ့အခုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ဂျွေပကံများတစ်ချက်တည်းမှာတခွာသီး60အမွေးတိုင်6တိုင်ဖျောင်းတိုင်6တိုင်ဆက်ပြီးတော့မြဲစွာဖျားကိုကတ်လူပူဇော်လူတန်းပါဒါဆိုရင်တော့လူချင်းမျိုးတို့မှာကြုံတွေ့ရမယ်ကန်စာရာညံ့ခိုက်ကြည်ပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရှောက်ရှိစေမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျာ လူချင်းမျိုးအနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ကွက်ဘယ်ပြည်နဲ့ဘယ်နိုင်ငံတွေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါဦးဖြတ်မြေတားဖို့ဆူတောင်းပေးခြင်းလို့ပါဇနီသားသမီးတွေအတွက်တပတ်စာတဲတော့ကကြပါဦးဖတ်ကြားပြဆိုပေးမှာဖြစ်ပါဇနီသားသမီးတွေကယခုချိန်ယခုကာလမှာတော့ပြည်တွင်းပြည်ပါခီးတွားတက်တဲ့အချိန်ဖြစ်ပါတယ်ဖြတ် ထူးသဖြင့်တောင်တန်းတွေရှိတဲ့နေရာတွေလည်းသွားတက်တဲ့အချိန်ဖြစ်ပါတယ်။ဟောစာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့တည်တည်ဖွဲ့ဖွဲ့တရဆိုရင်တော့ ठी တို့ဖနက်တို့နာယူအထယ်လိုက်တို့ဝင်လာပါလိမ့်မယ်။ကြီးကြီးမားမားတဲ့ဆိုရင်တော့ဒေါ်လာတို့တိုက်ခန်းတို့တယ်လီဖုန်းတို့ဝင်လာဖို့ရှိပါတယ်ဗျ။မိတ်ဆွေပေါင်းတဲ့ကတထဒဒနနံပဲပါတဲ့သူတွေကိုကိုကောင်းကျိုးပေးတယ်။ ၎င်းတို့နဲ့ပူးတွဲပေါင်းဆက်ပြီးလှုပ်တယ်လှုပ်တယ်စင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်ပြတတိထမဲ့နေ့နဲ့နေရာတော့ကခကကံငနာမည်ပါတဲ့သူတွေတတိထရှောင်းကြမှာဖြစ်ပါသည်နဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရပါဘူးအောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စတည်တည်ချာချာစောင့်ကြည့်နေဖို့လိုအပ်ပါကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ ရှေ့ရဲ့ကြုံမှဝယ်ပါဗျ။ရန်နဲ့နောက်ဆက်နဲ့ပတ်သက်တဲ့ကိစ္စလေးဒီမှာတော့ဒီချိန်ဒီကာလမှာရန်ရှင်းရန်လင်းနေရာကိုတွေ့ရပါတယ်ဗျ။အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းလဲကြီးကြီးမားမားတွေဖြစ်ဖို့ရှိပါတယ်။ထိုပြောင်းလဲခြင်းဟာအကောင်းဘက်ကိုဦးတည်ပြီးတော့ပြောင်းလဲခြင်းဖြစ်ပါတယ်ဗျ။ ဓမ္မရည်နဲ့ပတ်သက်တဲ့ကိစ္စဒူးလို့နားလို့နှာခေါင်းလို့နှလုံးလို့နဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တယ်ပါလေခံစားတတ်ပါဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတစ်မျိုးကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့သူကတော့အောင်ပြီဆိုပြီးတော့တနေ့ကိုဒီ6ပတ်စိတ်ကမှာဖြစ်ပါဗန္တရာအကောင်းမဲ့ကိုဥတီပြောင်းလဲနေတာ100%ရှိပါ လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စလေးရတော့400လို့400လို့400တို့400သိန်းလို့340လို့300လို့300တောင်လို့300လို့400တို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်စာလက်ကြီးကာလာကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အနည်းအောင်ရဲရဲပါတော့ဝစ်စားတွေကိုဝစ်စင်ခြင်းအဖြစ်ကိုဘကနေကံတာစီရမယ်ကံခွင်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တဖက်လူပုပ်ပပါလာမှာပဲဖြစ်ပါ လဲတော့ရတဲ့အခုကိုညွန်ကြားပြဆိုရမယ်ဆွေတော့ပူတင်းပေါင်ပုံ၅လုံးအမွေးတိုင်း၅ထိုင်မြတ်စွာဘုရားကိုကတ်လူပူဇော်လှူဒန်းပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်တည်ပြေပြောက်ပြီးခေါင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျ လူချင်းမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နဲ့ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါဦးဗျမြစ်တာဘူဆူတောင်းပေးခြင်းလို့ပါ